လင်မယားနှူးကွာရှင်းပြက်ဆဲကြရင်သားသမီးတွေရဲ့အမွေဆက်ခံခွင့်ကဘယ်လိုရှိနိုင်ပါသလဲအလုံးမဲမင်္ဂလာပါကျွန်တော်ကတော့ LLB Group မြန်မာ Law Firm ကတရားလွတ်တော်ရှင်လေးဦးအောင်ကျော်ပြုဖြစ်ပါတယ်ကျွန်တော် Law Firm အနေနဲ့အများပြည်သူတို့သိထားတဲ့ဥပဒေဆိုင်ကိစ္စရပ်များကိုဆွေးနွေးမြှဝေလျက်ရှိပါတယ်အဲ့တော့ဒီကြောင်းရလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်စေတုံးလေးအချို့နဲ့ဆွေးနွေးမြှဝေပေးခြင်းပါတယ်ဒီကြောင်းရလေးကတော့မြန်မာဗုဒ္ဓဘာသာဝင်နေတဲ့ သက်ဆိုင်တယ်ပေါ့နော်အဲ့တော့ပထမစီရင်ထုံးကတော့မောင်ကျော်မြင့်နဲ့မောင်ကျော်ဆင့်ပေါ့နော်1980ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးများစာ50ခုအမှုဖြစ်ပါတယ်အဲ့တော့အမှုဖြစ်စဉ်အကြောင်းအရာတွေကိုကျွန်တော်မဆွေးနွေးတော့ဘူးပေါ့နော်စီရင်ထုံးမှာဘယ်လိုဆုတ်ဖြတ်ခဲ့တယ်လဲဆိုတာကိုပဲဆွေးနွေးမျှဝေပေးရမယ်ဆိုလို့ရှိရင်စီရင်ထုံးရဲ့ဆုံးဖြတ်ချက်မှာပေါ့နော်လင်မယားကွာရှင်းပြီးတည်နှစ်တပြိုင်နက်တဲ့ အဖအီအိုအိမ်အမိအီအိုအိမ်ဟူ၍အိုအိမ်တင်တစ်ခုပေါ်ပေါက်လာပါသည်အဲ့တော့လင်မယားတွေကွာရှင်းပြက်ဆဲကြတယ်ဆိုလို့ရှိရင်အဖရဲ့အိုအိမ်နဲ့အမိရဲ့အိုအိမ်ဆိုတော့အိုအိမ်တင်တစ်ခုပေါ်ပေါက်လာတယ်ပေါ့နော်အဲ့တော့အဖနဲ့အတူလိုက်နေသည့်သားသမီးတည်းတဲ့အဖထာမအမွေဆက်ခံခွင့်ရှိသည်တဲ့နော်အမိထာမအမွေဆက်ခံခွင့်မရှိပေါ့နော်အဲ့တော့အဖနဲ့လိုက်နေရင် အဖထာကတော့အမွေဆက်ခံခွင့်ရှိတာမှန်တယ်တဲ့ ဒါမဲ့အမေထံကတော့အမွေဆက်ခံကိုရှိပါဘူးတဲ့ထိုနီးတူပင်တဲ့အမိနဲ့လိုက်ပါသွားသော သာသမီသည်တဲ့နော် အမိထံကအမွေဆက်ခံကိုရှိတော့လေအဖထံကအမွေဆက်ခံကိုမရှိပေတဲ့အဲ့တော့အကယ်လို့အမေနဲ့လိုက်ပါသွားမယ်ဆိုလို့ရှိရင်တော့เนาะအမေထံကအမွေဆက်ခံကိုရှိတော့လေအဖေထံကတော့အမွေဆက်ခံကိုမရှိပါဘူးတဲ့အဲ့တော့ဘယ်သားသမီးကဘသူထံကနေအမွေဆက်ခံကိုရမယ်ဆိုတာကို ဘယ်သူကဆုံးဖြတ်ပေးတာလဲဆိုရင်စင်ထုံးမှာပါပြောတယ်လဲဆိုရင်ပေါ့နော်လင်မယားကွာရှင်းပြက်ဆဲရနိုင်တဲ့မြည်တိသားသမီးတီတဲ့မြည်သူထာမအမွေဆက်ခံခွင့်ရစီမီဆိုသောအချက်မှာတဲ့မိဘတို့ဤဆန္ဒလဲဆုံးဖြတ်မိအချက်ဖြစ်ပါသည်တဲ့အဲ့တော့ဘယ်သားသမီးကိုဘသူကခေါ်သွားမယ်နော်ဘသူထံကနေပြီးတော့အမွေရခွင့်ရှိတယ်ဆိုတဲ့ကိစ္စကိုမိဘတွေကပဲဆုံးဖြတ်ကြမှာ ဖြစ်တယ်ပေါ့နော် ဲ့တော့ဖခင်နဲ့လိုက်သွားတဲ့သာသမီဟာနော်မိခင်နဲ့လိုက်သွားတဲ့သာသမီဟာကြံနေတဲ့မိဘစီကအမွေရခွင့်လုံးဝမရှိတော့ဘူးလားပေါ့နော်အဲ့တော့ဖခင်နဲ့လိုက်သွားပေမဲ့မိခင်ပေါ်မှာပဲအဲ့ဒီသာသမီရဲ့ဟာသာသမီတို့ပြုပဲဝတ္တရားဖြစ်တဲ့ဝတ်ကြီးဝတ်ငယ်တွေကိုပြုစုမယ်သာသမီတို့ရဲ့ခြင်းဝတ်ပြပြခြင်းလည်းမရှိဘူးနော်မိဘပေါ်မှာရတုတပွဲပြုမှုခြင်းလည်းမရှိဘူးဆိုလို့ရှိရင်တဲ့မိဘနဲ့အတူမနေတော့လဲပဲ เนาะအဲ့ဒီအတူမနေတဲ့မိဘထံကနေလေအမွေဆက်ခံခွင့်ရှိပါတယ်အဲ့တော့အဖေနဲ့လိုက်သွားမယ်ပေါ့เนาะအဲ့တော့အဲ့လိုအဖေနဲ့လိုက်သွားတော့လေဒီသားသမီးဟာကြံခဲ့တဲ့မိဘဖြစ်တဲ့အမေပေါ်မှာပေါ့เนาะသားသမီးတို့ဖြူဖွယ်ဝတ္တရားတွေကိုပြုတ်မယ်เนาะမိဘအပေါ်မှာဟာလာဝကြီးဝငွေတွေပြုတ်စုမယ်เนาะရသူသူပဲပြုတ်မှုဆက်ဆံခြင်းလည်းမရှိဘူးသားသမီးတို့ဝတ္တရားလည်းပြက်ကွက်မှုမရှိဘူးဆိုလို့ရှိရင်ကြံခဲ့တဲ့အမေထံကနေလေအမွေဆက်ခံခွင့် ရရှိမယ်ပေါ့နော်အဲ့လိုစက္ကန့်ခွင့်ရှိကြောင်းကိုငါဝင်းဝင်းမှာပါသုံးတယ်မဆူဆူခိုင်ပါ6ပေါ့နော်2006ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးများစာ83အမှုမှာစီရင်ထုတ်ဖွဲ့ထားတာရှိပါတယ်နောက်ထပ်စီရင်ထုံးတစ်ခုကလည်းမတ်သားစရာကောင်းတဲ့အတွက်အကြံပြင်းလေးဆွေးနွေးမျှဝေပေးခြင်းပါတယ်အဲ့ဒီစီရင်ထုံးကတော့ဥလက်ကလေးနဲ့ကိုအောင်ကြည်ခအောင်ကြည်သွင်ပေါ့နော် 1992ခုနှစ်မြန်မာနိုင်ငံတရားစင်ထုံးများစာ331အမှုဖြစ်ပါတယ်အဲ့တော့စင်ထုံးရဲ့ဆုံးဖြတ်ချက်ကိုပဲကျွန်တော်ဆွေးနွေးပြဝေပေးရမယ်ဆိုလို့ရှိရင်เนาะဘယ်လိုဆုံးဖြတ်တယ်လဲဆိုရင်ပေါ့မတ်အမာအနေဖြင့်တဲ့ဖခင်ဦးဆန်ဖေနဲ့မိခင်ဒေါ်စောမြိုင်တို့ကြွားရှင်းကြသည့်အချိန်မှာတဲ့မိခင်နောက်လိုက်ပါသွားပြီးဖခင်နဲ့အဆက်အသွယ်မရှိတဲ့သာသမီတို့ပြုပွဲဝတ္တရားကိုပြုလုပ်ပေးခြင်းလဲမရှိသဖြင့်တဲ့ ဖခင်အမွေကိုဆက်ခံခွဲဆုံးရှုံးသူဖြစ်သည်တဲ့။ဤချက်မှာအသားကျပြီးသောမြန်မာလေထုံနံဥပဒေတရက်ဖြစ်သည်တဲ့။ထို့ကြောင့်မတ်အမာအနေဖြင့်တဲ့ဥဆံဖေးဤအမွေကိုဥဆံဖေးဤအပတိဋ္ဌသားနှင့်ရှင်၍ဆက်ခံခွဲရှိမည်မဟုတ်ပေတဲ့။အပတိဋ္ဌသားဆိုတာကကောက်၍မွေးစားသောသားလို့အဓိပ္ပာယ်ရပါတယ်နော်။သူကခိတ္တိမသားသမီးလိုမျိုး အမွေစားအမွေခံဖြစ်ရည်ရွယ်ပြီးတော့မှ ်ဝေးစားတဲ့သားသမီးမဟုတ်ဘူးပေါ့အဲ့လိုကောက်ရိပ်ဝေးတဲ့သားကိုယ်တော်မှာနော်မိဘနဲ့လိုက်မနေတဲ့သားသမီးကရှင်ခွင့်မရှိဘူးပေါ့နော်ရှုံးပါတယ်ဒါကြောင့်မလို့ဒီစီရင်ထုံးမှာသမီးရင်းဖြစ်တဲ့မတ်အမာက အပ္ပဒိဋ္ဌသားကို ရှင်ခွင့်မရှိဘူးလို့ဆုံးဖြတ်လိုက်ပါတယ်နော်ဒါပေမဲ့စီရင်ထုံးကအဲ့ဒီဆုံးဖြတ်ချက်မှာတည်းမပြီးသေးဘူးပေါ့နော်ဘယ်လိုဆက်ပြီးတော့ဆုံးဖြတ်တယ်လဲဆိုရင်တဲ့သို့တော်တဲ့ မအမာမမွေးဖွားသည့်သာသမီများသည်တဲ့၎င်းတို့၏အဖိုးဥဆံဖီအမွေကိုဆက်ခံခွင့်ရှိသူများဖြစ်ကြသည်လို့ဆုံးဖြတ်လိုက်ပါတယ်နော်မအမာကတော့မိခင်နဲ့လိုက်သွားတယ်ဖခင်ပေါ်မှာသာသမီတို့ဝတ်ရက်ပြုပွဲဝတ်တရားတွေကိုပြုမှုဆက်ဆံခဲ့ခြင်းမရှိလို့ပေါ့နော်ဆက်သွယ်မရှိလို့ဝကြီးဝငယ်မပြုစုလို့ရောက်ွက်မရှိဘူးလို့ဆုံးဖြတ်တော်လဲမအမာရဲ့သာသမီတွေပေါ့နော်ဥဆံဖီရဲ့မြေးတွေကတော့ ညီအနေနဲ့အဖိုးဘွားထံကနေဆက်ခံခွင့်ရတယ်လို့ဆုံးဖြတ်လိုက်တဲ့အတွက်ကြောင့်မလို့အပါထိတ်တာက အမွေဆက်ခံခွင့်မရတော့ပဲအမှုရှုံးသွားပါတယ်ဒါကြောင့်ဒီစင်ထုံးကလည်းမှတ်သားစရာကောင်းတဲ့စေထုံးတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဒီဆွေးနွေးမျှဝေမှုကိုအဆုံးမတက်ခင်နော်အ ਨੇ ချင်းလေးထပ်ပြီးဆွေးနွေးပြရမယ်ဆိုမိဘနှစ်ဦးကွာရှင်းပြက်စဲကြတဲ့အခါမှာပစ္စည်းတွေခွဲကြမယ်ဆိုရင်သားသမီးတွေအနေနဲ့နော် ရခွင့်ရှိသလားသားသမီးတွေကိုထည့်ပြီးတော့ခွဲရမှာလားဆိုရင်ဥပဒေအရတော့ခွဲစရာမလိုပါဘူးเนาะဒီကွာရှင်းကြတဲ့လင်မယားနှစ်ဦးကသာလေပစ္စည်းတွေကိုခွဲဝေရယူကြမှာဖြစ်ပါတယ်ဒါပေမဲ့ဒီလင်မယားနှစ်ဦးစလုံးကသဘောတူလို့သားသမီးတွေရဲ့ဝေစုကိုထည့်သွင်းပြီးတော့ခွဲဝေပေးမယ်ဆိုလို့ရှိရင်လေဥပဒေကတာမြင့်ကန့်ကွက်ပိတ်ပင်ထားခြင်းမရှိဘူးပေါ့เนาะဒါပေမဲ့လို့ဥပဒေအရတော့သားသမီးတွေကမိဘတွေကွာရှင်းကြတဲ့အချိန်မှာ သူတို့ရဲ့ဝေစုကိုလည်းထဲသမီးခွဲဝေပေးပါလို့တောင်းခံခွင့်ရှိမှာမဟုတ်ပါဘူးဒီနေ့ဆွေးနွေးပေးတဲ့အကြောင်းအရာလေးကတော့ကွာရှင်းတဲ့မိဘနှစ်ပါးနဲ့သားသမီးတို့ရဲ့အမွေဆက်ခံတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်နောက်တစ်ပိုင်းမှာတော့ကျွန်တော်သက်ဆိုင်ရာခေါင်းစဉ်လေးတစ်ရက်နဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားပါမယ်ဒီဗီဒီယိုလေးကိုကြည့်ရှုခဲ့တဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်